မန္တလေးမြို့ပေါ်မှာငလင်းပေးတံအနေရဲ့ကြောင့်ဖြစ်ပေါ်နေတဲ့ပျက်စီးဆုံးရှုံးမှုတွေကိုမန္တလေးမြို့တော်စီမံတရားရေးကော်မတီကလူအင်အားရှင်ဆက်ရန်တရားတွေနဲ့ကယ်ဆယ်ရေးနဲ့ရှင်လင်းရေးလုပ်ငန်းတွေကိုညှိဆောင်ရွက်ရာအခကျင်းငွေတောင်းခံခြင်းမရှိကြောင်းမန္တလေးမြို့တော်စီမံတရားရေးကော်မတီကလူမှုကွန်ရက်ဆာမျက်နှာမှာထုတ်ပြန်အသိပေးထားပါတယ်။ဒါပြင်ကေစေးရေအစာအုပ်ပြက်တွေဖေရှားရှင်းလင်းရေးတွေနဲ့ပတ်သက်ပြီးကိုကေရေယုံ26လမ်း82လမ်းနဲ့82လမ်းကြားမှာရှိတဲ့ မန္တလေးမြို့တော်စီမင်းသားယာရေးကော်မတီယုံကြည်ကိုဆက်သွယ်စုံစမ်းနိုင်ကြောင်းလည်းထုတ်ပြန်ထားပါတယ်။မြို့တော်စီမင်းသားယာရေးကော်မတီအနေနဲ့မန္တလေးမြို့နယ်အလိုက်ငလင်တန်တဲ့အဆောက်အဦတွေနဲ့မြို့ရင်းလန်းတွေလမ်းပိတ်ဆို့မှုမရှိစေရတဲ့အတွက်တန်ရှင်းရေးနဲ့ပြည်စည်းမှုတွေကိုရှင်းလင်းဖယ်ရှားရေးလုပ်ငန်းတွေကိုနေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပါတယ်။ ဲ့လိုပဲမန္တလေးမြို့တော်စီမံသားရေးကော်မတီဌာန14ခုရဲ့ရုံးလုပ်ငန်းတွေကိုလည်းအစိုးရရုံးပိတ်ရက်ကလွဲပြီးကြံနေတွေမှာပုံမှန်ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရပါဗျ။အဲ့လိုဆောင်ရွက်ပေးရမှာအရင်ဖွင့်လှစ်ထားရှိတဲ့နေရာတွေမှာငလင်တန်းကြောင့်အဆောက်အဦတွေထိခိုက်ခဲ့ပြီးပြန်လည်စစ်ဆေးဆဲကာလဖြစ်တာကြောင့်အရင်နေရာတွေမှာဖွင့်လှစ်နိုင်ခြင်းမရှိတဲ့အတွက်မန္တလေးမြို့တော်စီမံသားရရေးကော်မတီတောင်ဘက်အဝင်ပေါက်မှာရှိတဲ့အရင်ဆိုင်ကယ်စတန်းနေရာမှာရုံးချိန်အတိုင်းဖွင့်လှစ်ထားရှိကြောင်းအသိပေးထုတ်ပြန်ထားပါတယ်။